လူနှစ်သိန်းဝန်းကျင်နေထိုင်တဲ့နေပြည်တော်ဒက္ခိဏတီမြို့နယ်အခြေအနေကိုကြည့်ရအောင်ပါလူ6ဦးသေဆုံးတယ်လို့စကားဆထုတ်ပြန်တဲ့အချက်အလက်တွေကသိရပါတယ်ဒီနောက်မှာအငိမ့်သားဗိုလ်ချုပ်မှုကြီးဦးသန်းရွှေအပါဝင်ဗိုလ်ချုပ်ကြီးကောင်းနေထိုင်တဲ့6လုံးတန်းလို့ထင်ရှားတဲ့အိမ်6လုံးနဲ့မင်းအောင်လိုင်အနာသိမ့်ပြီးမှအသက်ဆောက်တဲ့အိမ်ကိုလည်းတွေ့မြင်နိုင်ပါတယ်ဒီနောက်မှာဖြစ်ပါတယ်ဒါကတော့မင်းအောင်လိုင်နေတဲ့အိမ်မှာဒါ6လုံးနဲ့အိမ်နေရာဒီနေရာမှာတွေ့နိုင်မှာဖြစ်ပါတယ်ကျလူတပ်ပုံတွေမှာတော့ထိခိုက်မှုတော့မမြင်တွေ့ရပါဘူး browser ပျက်စီးသွားမှုတော့ဂျိုရုကနေရက်ကူးနိုင်ခဲ့တာတွေ့ရပါတယ်ဒီနေရာသား browser ရဲ့ပျက်စီးသွားမှုကိုခရမ်းအောင်လေးနဲ့ပြထားတာဖြစ်ပါတယ်အဲ့တော့ဒက်ကီနာသီးမှာလုံးဝပျက်စီးတဲ့အဆောက်အုံကတစ်လုံးပဲရှိပြီးတော့ထိခိုက်ပျက်စီးတဲ့အဆောက်အုံတော့၉လုံးရှိတယ်ပျက်စီးနိုင်ခြင်းများတဲ့အဆောက်အုံကတော့၂လုံးရှိနိုင်တယ်လို့ဂျိုရုဓာတ်ပုံကခန့်မှန်းပါတယ်စုစုပေါင်း၁၂လုံးလောက်ပျက်စီးရလို့ခန့်မှန်းထားပါတယ်ဒါကလည်းအပေါ်စီးကနေပြိုပြက်သွားတာကိုမြင်ရတာကိုဒါတွေ့တာဖြစ်ပါတယ်အတွင်းပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေတော့မြင်တွေ့နိုင်မှာမဟုတ်ပါဘူး။ဆက်လက်ပြီးတော့ခမန်းလူကြီးသသိန်းခွဲဝင်းကျင်နေထိုင်တဲ့နေပြည်တော်ပုပ္ပတရီမြို့နယ်အခြေအနေကိုပြန်ဆက်ပြပါမယ်။အသေးပြောက်40ဝင်းကျင်ရှိတဲ့မြို့နယ်ဖြစ်ပေမဲ့စစ်ကောင်စီကထုတ်ပြန်တဲ့လောက်သာသိရတာဖြစ်ပါတယ်။ပုပ္ပတရီမှာလုံးဝပျက်စီးတဲ့အဆောက်အုံ3လုံး၊ထိခိုက်ပျက်စီးမှုရှိတဲ့အဆောက်အုံ4လုံး၊ထိခိုက်ပျက်စီးနိုင်ခြင်းများတဲ့အဆောက်အုံ6လုံး၊စုစုပေါင်း73လုံးလို့တွေ့ရပါတယ်။ဒါကလည်းဂျိုလူတပ်ပုံရအပေါ်စီးကမြင်တွေ့ရတဲ့အခြေအနေကိုသာဖော်ပြတာဖြစ်ပါတယ်။